မြို့သားညညရေးအစိုးရအန်ယူဂျီရဲ့ຫນွေဥဖွံ့ဖြိုးရေးဘဏ် SDB ကစစ်ကောင်စီရဲ့အကြမ်းဖက်မှုနဲ့တဘာဝဘေးရန်တွေဖြစ်တဲ့ငလင်းတက်ကိုခန်းစားခဲ့ရတဲ့ပြည်သူလူထုအတွက်အောက်လန့်လွှင့်ချီຫນွေဥထီနဲ့ຫນွေဥလူထုရန်ပုံငွေ SCF တို့နဲ့အတူမြင်းကလေးတဘာဝဘေးထောက်ပံ့စာနာကူညီပေးဆိုတဲ့ကမ်ပိန်းကိုမတ်လ28ရက်နေ့ကစတင်ခဲ့ပြီးဧပြီလ17ရက်နေ့ကပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ကမ်ပိန်းကာလအတွင်းရန်ပုံငွေစုစုပေါင်း36,489သိန်းရရှိခဲ့ပါတယ်။ ဒီကမ်ပိန်းအကြောင်းအရာကိုနေဦးလူလူရန်ပုံငွေ SCF အဖွဲ့သားတွေကပြောပြထားပါတယ်ရှင်မင်္ဂလာပါရှင်ကျမက DVB သတင်းတောက်မြတ်သစင်ပါရှင်မတ်လ28ရက်နေ့ကငလင်လုတ်ခတ်ခဲ့ပြီးတဲ့နောက်ပေါ်တော့နှွေဦးဖွံ့ဖြိုးရေးဘဏ် SDB ရဲ့အောက်လန်လွင့်ချီနှွေဦးထီနဲ့နှွေဦးလူထုရန်ပုံငွေ SCF2 အတူ ဒီမင်းကလင်းတဘာဝဘေးထောက်ပံ့ဆန္ဒကူညီပေးဆိုတဲ့ campaign လေးကိုစတင်ခဲ့ကြတယ်ပေါ့နော်ဒီ campaign ကိုဘာကြောင့်လုပ်ခဲ့တာလဲဆိုတာပြောပြပေးပါရှင်အမင်္ဂလာပါအမရောမတ်မီလီယာပါ SCF မှာ team lead အနေနဲ့ဦးဆောင်နေတာပါရှင်ဒီ28ရက်နေ့ March မှာပေါ့နော်ကျွန်တော်တို့ကြားလိုက်ရတဲ့တဲ့င်ကတော့ဒါငလင်းလှုပ် ်တယ်ပေါ့နော်အဲ့ချိန်မှာအမ်တကယ်ကိုလှုပ်သွားတဲ့နေရာတွေကမန္တလေးစကိုင်းဆိုပြီးတော့မှဟိုအကြီးကျယ်တွေ news တွေတက်လာတယ်တကယ်ကိုဟိုတောကရောက်တဲ့အရာတွေဖြစ်ပြီးတော့မှလူတွေရဲ့အိမ်တွေ office တွေဒီကလေးတငယ်တွေရဲ့ဟိုမူချိုချောင်းတွေပြိုရာစကိုနိုင်ငံကလူတွေဒီလိုမျိုးရုတ်တရက်ကြီးနေချင်းညချင်း ခံစားရတယ်တိုက်တည်ပြကြရတယ်ဆိုတော့ဘာလို့ရင်ကောင်းမလဲဆိုတော့အတွေးရပေါ့နော်ပထမဆုံးအတွေးရဒီအခုချိန်မှာဘာလို့အဆုံးလဲဆိုလို့ရှိရင်ဆိုရင်ငွေပေါ့နော်ငွေထက်ဒီလိုစီးစင်းသွားမဲ့နေရာမှာဟိုလိုအပ်မဲ့နေရာတွေကဈေးဝါးတွေရှိမဲ့အစားအသောက်တွေရှိမဲ့ဟို shelter တွေရှိမဲ့အဲ့ဒါတွေအတွက်ကိုအမြန်ဆုံးစဉ်းစားပြီးတော့မှ SDB ကတာဝန်ရှိသူတွေနဲ့နှွေးထီကတာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီးတော့မှ SDB ကနေပြီးတော့ချက်ချင်းပဲ မတီးပြီးတော့ဒီ campaign မြင်းကလင်းတဘာဝပေးဆိုရဲ campaign လေးကိုအမြန်ဆုံးပဲနိုင်ပိုင်းပဲဒီ campaign ကိုစတင်ပြီးခဲ့တာပေါ့နော်စတင်ကကတော့3500နဲ့စတီးခဲ့တာပေါ့ဘလောက်ပဲရရပေါ့နော်ဘလောက်ပဲရရအချိန်နဲ့တပြေးညီဆရာဦးဝင်းမြတ်ရဲ့ရဲ့လူသားစာနာထောက်ပံ့ဝင်ကြီးဌာနကိုတခါတည်းအချိန်နဲ့တပြေးညီပို့မယ်ပေါ့နော်နိုင်ပိုင်းဆိုလဲနိုင်ပိုင်းတနေ့ဆိုလဲတနေ့ပေါ့နော်ရရင်ရတဲ့လောက်ပို့မယ်ဆိုရဲရည်ရွယ်ချက်နဲ့ဒါ ိုတတောင်းတနေရာနေပြီးတော့မှအကူအညီရဖို့ဆိုပြီးတော့ဟိုမတီးခဲ့ကြတဲ့စန္ဒာပါပေါ့နော်ဟုတ်ဒီကမ်ပိန်းဆက်တင်ခဲ့တဲ့ရက်မှပဲပေါ့နော်တိမ်မောင်1900ကျော်ရရှိခဲ့တာကိုသိရပါတယ်ဆိုတော့ဒီကြောင်းလေးကိုလည်းပြောပြပေးပါရှင်ခုနပြောသလိုပေါ့မရေတရေလေးနဲ့ကမ်ပိန်းကို target ကို3500နဲ့စတင်ခဲ့ကြတာပေါ့နော်ဟိုရှင်းရှင်းပြောရင်အမရရဲ့ SCF Spring Crowd Fund ရဲ့ platform ကလည်း ထွက်ထားတာနှစ်လကျော်လေးပဲရှိနေတယ်31 of January မှာထွက်ထားတာဆိုတော့တအားကြီးဟိုနုနေသေးတယ်ပေါ့နော်သူ့ရဲ့အချိန်အရာရောတက်တန်းအရာရောအဲ့အတွက်ကြောင့်မလို့မတို့ကလည်းဒီ platform ဟိုပုံမှာလှူဖို့အတွက်အများကြီး target ဆိုလို့ရှင်လဲအဲ့လောက်ဖြစ်ပါမလားပေါ့ဆိုတော့အဲ့အနေနဲ့မတို့3500ဆိုတော့မကိုရီအတွက်တော်တော်များနေပြီပေါ့နော်ဆိုတော့အဲ့လိုနဲ့မတီးခဲ့တာတော်တော်လည်း အမ်မတီခဲ့ပြီးတော့ဒီ campaign ကိုနှစ်ပတ်ပေါ့နော်ဘာ campaign မှမတင်ပဲနဲ့ဒီ campaign ကိုနှစ်ပတ် focus solely လူတွေကိုအလှငွေထည့်ဖို့အတွက်ကိုတသက်လေး platform တီးခြားပုံစံလေးတောင်လုတ်ပေးလိုက်တာပေါ့နော် STP payment ဆိုတာကဒေါ်လာရေးပန်ရဲ့ payment နော်ဒေါ်လာရေးပန်ရဲ့ payment တောင်းရမယ်နောက်တစ်ခုက currency ခုလောလောဆယ်မတော်က Facebook မှာဖြစ်တဲ့အတွက်ကြောင့်မလား currency ကလည်းတမျိုးပဲရှိတယ်မြန်မာ currency ဆိုတော့အဲ့ဒါကိုလည်း ုံကြည်စိတ်ကြစွာနဲ့ SDP ကိုလူပေါင်းများစွာ တော်လန်ပြည်သူတွေရဲ့အားဆိုတာလေနိုင်ပေါင်းအတွင်းမှာပဲတိုင်းအောင်ထောင်ချော်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အမခန်းပဲပေါ့နော်နိုင်ပန်းတွင်24နိုင်အတွင်းမှာမတို့တိုင်းထောင်ချော်ဖြစ်သွားတယ်ဆိုတော့ဒီဟာကိုကြည့်ချင်းအဖြစ်မတို့ရဲ့တော်လန်ပြည်သူအင်အားကလေတကယ်တမ်းလိုအပ်တဲ့အချိန်မှာအရင်ကြီးရဲ့အဲ့ကြီးတဲ့တော်လန်အင်အားကိုမတို့ဟိုလုံးဝ short တ်လို့မရဘူးဆိုတော့ဟိုဒီ campaign ကတော့တက်တည်ပဲပေါ့နော် ဒီကမ်ပိန်းကနေရရှိလာတဲ့ရန်ပုံငွေတွေကို NUG အစိုးရရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကိုလွှဲပြောင်းလှူဒန်းခဲ့တယ်ဆိုတော့ဝန်ကြီးဌာနအနေနဲ့ဘလိုနေရာတွေမှာကူညီဆောင်ရွက်တာတွေလှုပ်ဆောင်သွားမှာပါလဲရှင့်ကျွန်တော်ဒီရရှိလာတဲ့ငွေတွေကိုခုနမှာပြောသလိုပေါ့နော်ကျွန်တော်တို့အချိန်နဲ့တပြေးညီဒီလူသားဆန္ဒဝန်ကြီးဌာနဆရာကြီးဝင်းမြတ်ကြီးတို့ဒီတောင်ရှောင်း ကျွန်တော်တို့လွှဲပြောင်းပေးရတယ်ပေါ့နော်လွှဲပြောင်းပေးရတယ်ဆရာကြီးတို့ရဲ့ဌာနကလည်းအချိန်နဲ့တပြေးညီမြေမှာရှိနေတဲ့ PDF ရေပေါ်ဒီအာနေရာဒေတာအတိအကျမှာရှိနေတဲ့ပကဖပါပါပါလဖအဖွဲ့စည်းတွေပြီးတော့လူမှုကွန်ရီအဖွဲ့စည်းတွေစေဝါကျွမ်းကျင်ပညာရှင်တွေနဲ့ချိတ်ဆက်ပြီးတော့အချိန်နဲ့တပြေးညီကျွန်တော်တို့ဆောင်ရွက်နေတယ်ပေါ့နော်ဒီဆောင်ရွက်ချက်တွေအကုန်လုံးလည်းဒီလူသားဆန္ဒဝန်ကြီးဌာနရဲ့ page မှာတောက်လျှောက်ဒီပြည်သူလူထုကိုပြန်လည်တင်ပို့တင်ပြနေရရှိရပေါ့နော်အဲ့တော့ဒီခုကျွန်တော်တို့ campaign ကနေရရှိတဲ့အဲဒီ အဲတော်လံပြည်သူလူထုအပေါင်းပူညီပံ့ပိုးထားတဲ့ငွေအလုံးကိုလူသားဆန္ဒဝန်ကြီးဌာနကိုကျွန်တော်တို့လွှဲပြောင်းပေးရပါတယ်လူသားဆန္ဒဝန်ကြီးဌာနကလည်းမြေပြင်မှာရှိနေတဲ့အဖွဲ့အစည်းအားလုံးနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့တော်လံရေးအဖွဲ့အစည်းအားလုံးနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့နေရာတွေမှာအချိန်နဲ့တပြေးညီကူညီဆောင်ရွက်မှုတွေဆောင်ရွက်နေတဲ့နေရာကိုအားလုံးဒီ page မှာမြင်ရမှာပေါ့နော်ဟုတ်အဲ့လိုလေးနဲ့ကျွန်တော်တို့ဒီ campaign ကိုဆောင်ရွက်နေပါတယ်နောက်ထပ်ပြီးတော့လည်းဒီ campaign ဒီ platform ပါပေါ့เนาะ campaign အစ်တစ်တစ်တွေကျွန်တော်တို့တောက်လျှောက် set လက်ပြီးတော့အဲ run ပြီးတော့ကူညီဆောင်ရွက်ပေးတော့ပါမယ်တခြားသောမြေပြင်လိုအပ်ချက်မှာရှိနေတဲ့ဒီငလီနဲ့ပတ်သက်တာတွေရောတော်လိုင်းအရွေးအတွက်လိုအပ်တာတွေရောအားလုံးတောက်လျှောက်ကျွန်တော်တို့ဟိုတွေးမြင်ပြီးတော့ဆောင်ရွက်သွားမှာပဲခင်ဗျဟုတ်